ဒီစားရဒီနေ့30ရက်နေ့ပါလို့ကျော်မျိုးမင်းကပြောလို့ပါအဲကျွန်တော်နာမည်တက်ပြီးပြောလို့ကျွန်တော်လည်းနာမည်တက်ပြီးပြန်ပြောအောင်အဲကျွန်တော်ကကျော်မျိုးမင်းကမှတွေ့ရဆိုတော့သူအားအကုန်သိတည်င်းဌာနကတည်င်းတောက်လေးပေါ့ကျွန်တော်ကရန်ကုန်မှာရောက်တော့ဟိုတယ်တီတီလေးတစ်ခုမှတည်နေဟိုတယ်အကြီးကြီးကျွန်တော်မတည်နိုင်ပါဘူးအဲမှာသူကလာအင်တာဗျူးခြင်းလဲဆိုလာပါလို့ရတယ်လို့ညီလေးလို့အဲ့ဒါဆက်သူလည်းသိရခုလိုပြီးခိုက်ဖြိုးဝေဖန်တယ် ကျွန်တော်နာမည်ထုတ်ပြောတယ်စစ်တပ်နဲ့ပေါင်းလို့ကြက်ခိုင်ကြီးကိုမကြိုက်ဘူးတဲ့အဲ့ချိတ်ချောက်ခံရမယ်တဲ့ကြက်ခိုင်ကြီးပါတီဝင်နေရလွတ်တော်အမတ်တွေဟာဒါကျွန်တော်တို့အထားဆိုသူပြောရင်ကျွန်တော်စစ်တပ်နဲ့မပေါင်းရတော့ဘူးဟာတနိုင်ငံတကာရဲ့တပ်မတော်လीနိုင်ငံတကာရဲ့တပ်မတော်ဘယ်ပါတီပေါင်းပေါင်းပေါ့ခဏလေအင်လိုင်းပြောင်းပေါင်းပေါ့ချပါတီလည်းပေါင်းလို့တောင်းခွင့်ရှိတာပဲပေါင်းခွင့်ရှိအောင်လဲအစိုးရအခုတက်မတော့အစိုးရခေါ်ထားတာပဲ ဦးကမောင်စေးပါတီဦးသိန်းညွန်ပါတီကြာပြူပါတီပြီးနှလုံးပြီးသုံးလုံးအစုံမဲ့ခေါ်တာဒါတက်မတော်ရဲ့ခေါ်ထားချက်ဒီအဲ့ဒါကိုတက်မတော်နဲ့မပေါအောင်တက်မတော်နဲ့ပေါင်းတယ်ကြက်ခိုင်းရဲ့ချိတ်ချောက်ခါတော့မယ်ဟာသူဟာပြဿနာပဲသူပြောပါပဲမပေါအောင်တော့ဘူးလို့ဖြစ်နောက်တစ်ခုက25ရာခိုင်နှုန်း26ရာခိုင်နှုန်း ကျွန်တော်ပြောတယ်ဟာကျွန်တော်တကယ်ပြောတယ်လေအဲ့ဒါခြေဥ့ရဲ့ပေးထားချက်လေမြန်မာနိုင်ငံခြေဥ့လေကပြင်လေဘာနဲ့ပြင်မလဲပြင်လိုက်ပါ ပြင်လို့ရပြင်လိုက်ပြင်လို့ပြရင်ဒီတိုင်းသွားရမှာပဲဒါပေးထားချက်အဲ့25ရဲ့အလုံးကကျက်တက်ခါရင်26ရဲ့အလုံးက26ရဲ့ငကနိုင်ချမနိုင်ပါအဲ့ဒီမှာကျွန်တော်ဥမာဗျာ20လောက်နိုင်နိုင်မယ် 300ခိုင်ဒေါလာဒီမိုကရက်တစ်ပါတီကနိုင်နေမယ်။တိုင်းရင်းသားပါတီကအေးဒေါက်တာအေးမောင်လို့လူကြားပြီးပါတီအဲ့ဒါနဲ့တော်တော်ပေါင်း26ဖြစ်မယ်လေ။အဲ့ဒါနဲ့တော်တော်ဟာအဲ့ဒါဆိုခင်ဗျားတို့နဲ့ကျွန်တော်နဲ့ပေါင်းမယ်ဆိုတော်တော်ပေါင်းမှာပေါ့။ဒါသူ့ရဲ့သူ့ရဲ့ရည်ချက်ပဲ။ဒါခြေဦးရဲ့ပိသားချက်ပဲ။ဒါကျွန်တော်ပြောတာမှားလား။မင်းအဲ့လိုမျိုးငါပြောတာမှားတယ်ဆိုအဲ့လိုမျိုးပြောလို့ရှုံသွားပါတယ်ဆိုရင်အခြေဦးကိုပြင်လိုက်စီ။မဟုတ်ဘူးလား။ ဒါကသူတို့ကအဲ့လိုမျိုးကိုမြင်လာတဲ့ခါကျတော့ရှုံးမကြောက်ကြီးမဲခိုးတာလေမဲခိုးတို့တက်ကအနာသိမ့်တာလေမင်းပြောမယ်ဆိုရင်မင်းပြတ်ထိုင်းတို့ဘာလို့လဲကြည်လိုက်ဟုတ်မင်းအမတတ်မတော်စော်ကားနဲ့မင်းပြဿနာတက်သွားမယ်နော်ဒီနပယ်တပြအုံနောက်နေကလာမပြောနဲ့မင်းတဲ့အများကြီးဟွာကြီးတယ်